င်းတော်ကိစ္စမှာပေါ့နော်ကိုရင်းတော်ထောက်ပြတာမှန်ပါတယ်အဲ့တော့သူ့ကိုကောင်းတဲ့သူတွေ channel တွေလည်းတပြားတစ်ချက်မှာဘာမှမရအားလုံးဘယ်လိုမျိုးအသုံးချပြီးဘယ်လိုကျင်းတယ်ဘယ်လိုအချုပ်တွေထည့်ရမလဲစဉ်းစားတာနော်ဆယ်လီတွေရှိတယ်အချုပ်တွေဘယ်လိုထည့်ရမလဲမရှိဘူးဘယ်သူမှဘာတဲ့တရားတစ်ချက်မလာဘူးနော်အာရကိတပြားမလာဘူးအဲ့ပြီးတော့သူ့ကိုငွေကြေးတွေအကုန်ကြခံပြီးတော့ကုညီခြင်းနဲ့အုပ်စုတွေဆာလုံးကြီးစကလေးကသူ့ကိုကုညီခဲ့သူတွေအများကြီးရှိတယ်ဒီလူတွေကိုလည်းသူကချီးမြှောက်ပါစံမရှိဘူး तू အဲသူချင်းမြောက်သူသူမိသားစုစီးပွားရေးနဲ့သူသူကောင်းစားရေးပဲသူဒီပုဂ္ဂိုလ်ကျွန်တော်ဒါပေမဲ့မြင်တယ်ပေါ့ဗျာကျွန်တော်အမြင်ပေါ့ဗျာနော်အဲ့တော့ဘာကြောင့်မလုပ်လဲဒီက budget ချပြီးတော့ကိုနော်မိမိရဲ့ဒါဒီ program ဆိုတော့နုပညာတစ်ခုကိုဖန်ဆင်းတဲ့အခါမှာထံပိုးဆိုတာရှိရယ် value တွေဆိုတာရှိရယ်ကိုကအဲ့ဒီ value တွေများများကိုထုတ်ဖော်ပြီးတော့ဆောင်ရွက်နိုင်မှသာလေမိမိရဲ့ soft power အာတက်လာမှဖြစ်တယ်အခု soft power အာဆိုလို့ရှိရင် online ဆိုလို့ရှိရင်ဒီခါလေး ဆဲဆူတောင်းခြင်းအဲ့ဘာလို့သူ့ကိုယ်လိုက်သုံးမကြသူ့ကိုယ်လိုက်အရေးချင်းမရှိတာနော်ဆော့ပါဝါအားကိုသူကဘလို့မျိုးသူ့ကိုထောက်ခံတော့ဒီအမှုပညာရှင်တွေနဲ့ဘလို့မျိုးတက်ညီလက်ညီချီတက်မှာဆိုတော့မသိဘူးဒီမြေကြီးအဲအဲလူပညာရှင်တွေလည်းသူပေးထိုင်တဲ့ဒီမြေကွက်ကလေးပါလေတော့ခွင့်ခွင့်ပြုအောင်ခွင့်ပြုလိုက်မယ်နော်သူရဲ့ချီးမြှောက်မှုဘာတွေရဘူးလဲမြေကြီးလိုက်ပါနော်ခွင့်မကြည့်နိုင် Telegram channel ဆိုပို့ဆိုးပါလေဘယ်သူမှဖုံးပြီး20ဖို့သူ့ဆရာကြီးပြည့်အောင်မရဘူး ဟုတ်ဘယ်ကမ္ဘာအနုပညာလောကဆိုတာလဲကိုကရိုက်မယ်ဆိုလို့ရှိရင် targeted audience ဆိုတာရှိတာ哦အဲ့ဒါကြောင့်မလို့ပါနော်အဲ့တော့ကိုရင်းတော်တို့အဖြစ်ကဒီလိုခေါင်းဆောင်မျိုးရဲ့အောက်မှာတော့ခင်ဗျားတို့ခါစင်းလက်စင်းခံလိုက်ရပါဘူးအဲဒါမဲ့အဲကျွန်တော်လည်းပြင်နေပြောရရင်ကိုရင်းတော်ရဲ့ဟာသားလေးနဲ့ရီရီမောပျော်ရွှင်ခဲ့ရတယ်ပေါ့နော်အဲကျွန်တော်ကလည်းသူ့အားပေးပါတယ်ကိုရင်းတော်တို့ကိုခင်လိုက်တို့နုပညာကျွန်တော်မှရောင်စင်းမရှိပါဘူးဘသူ့ကိုမဆိုအားပေးပါတယ်နော် ဒီနေ့ပြပြဝါဆင်းဆင်းပါအဲ့တော့ဒါမဲ့ကျွန်တော်အခုပြောထောက်ပြနေတာကကိုရင်းအောင်လို့ဒါမျိုးရုံးကန်ရတယ်ဆိုတာကောင်းဆောင်ကကိုအိမ်နဲ့ကိုမိသားစုနဲ့ကိုစီးပွားရေးနဲ့ကိုလေရင်အတွက်ပဲတည်တဲ့ကောင်းဆောင်မျိုးဖုံးလို့ပါခင်ဗျားတို့ပြည်သူမှာပြည်သူပဲရှိတယ်နော်ခင်ဗျားတို့အခုစစ်တပ်ကိုအားပေးထောက်ခဲ့တဲ့သူတွေသူတို့အိမ်ထဲဆိုက်ပြီးလူနေရတာကြီးပဲ ဥမင်း online ကိုမကြိုက်ဘူးချင်းဆိုရင်နဲ့ဘဲကောင်ကိုတင်ရောက်ချင်းတယ်လဲကိုမမောင်းနဲ့ဥမင်း online ကိုမကြိုက်ဘူးဆိုလို့ရှိရင်ဟုတ်ဘူးဟိုစစ်တပ်မှာတဘူကြရင်တဘူတက်ပဲနော်ကြိုက်တယ်ကြိုက်ချင်းမကြိုက်ချင်းအဓိကပြောတာမဟုတ်ဘူးသူတတန်ကုန်နေတာဘယ်လောက်ကြာပြီလဲအဲ့ဒါကြီးကိုထပ်ပြီးတော့တတန်တူပြီးယူလာမှတော့အဲ့ဒါကိုတော့မပြောရတဲ့စစ်တပ်ကအဲပြောမှမဆိုလို့ရှိရင်တော်တော်ကြီးညံ့ဖြစ်နေစစ်တပ်ပါအဲ့လိုမျိုးပြောရမှာပါသူစစ်တပ်ဆိုစစ်တပ်ကြီးတို့ခုလုံးပြောရမှာမဟုတ်နော်သူနောက်ကခေါင်းဆောင်တွေကိုပြောတာ ါတွေကတော့မဟရဲတာနော်။ဘာကြောင့်လဲ။ဥပဒေကြောင့်အချိန်ပြန်သွားလေ။ဘာကြောင့်မို့လို့ကုတ်ကတ်တွေကတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲ။နေနေရလဲနော်။အဲ့တော့သူ့နောက်ကခေါင်းဆောင်တွေရဲ့အတုံးချာဉာဏ်ဖြည့်မှုကြောင့်ပေါ့ဗျာအဲ့တော့စစ်တပ်ကအဲ့တော့အဲ့လိုကြည့်ကြင်အားဖြင့်ဆိုလို့ရှိရင်ဒီအထက်ဘုံချုပ်တွေရဲ့ဂျားထဲမှာအရန်ညင်ညွတ်နေပြီစစ်တပ်ဆိုတဲ့ institution တော့မရှိတော့ဘူးစစ်တပ်ကဦးမင်း online ဆိုတဲ့နာမည်နားမှာပတ်ချလဲပြီးတော့ ရမ်းနေရတဲ့ဘဝရောက်နေတော့သွားတွေ့တယ်။နော်အဲ့တော့ဒါသူဒီကိစ္စတွေအားလုံးမှအခုနော်သူ့ရဲ့သူ့နားမှာသွားပွဲနေအဲ့ဒါဆိုလို့ကျွန်တော်ကအချိန်တိုင်းကောင်းသည်ရှိဆိုးသည်ရှိဘောလုံးပွဲလိုပဲနောက်တစ်ပွဲပါဘယ်တော့ကြည့်ရခင်ဗျာဂိုးတင်ရဲ့အဲ့ပုံသာယာပြီးတော့ဖီတက်နေလို့မရဘူးဖောက်ဆန်ပြောထားတယ်နောက်တစ်ပွဲဘလို့ကောင်းအောင်ကံမလဲအဲ့တော့လူတယောက်အာနာရတယ်သူ့အချိန်ကုန်ထွက်နောက်တစ်ယောက်ဖီတက်နေနဲ့ငါအရန်တော်ဖီတက်နေကိုယ့်ထက်သားလိုက်ကောင်လေးကြီးပဲ ဟိုဘာကောင်မဆိုလုတ်ပုတ်ကိုင်းမှုမတူတာပဲရှိတယ်။သူ့နေရာသူ့အချိန်ဘာကောင်မဆိုတော့ဘာကောင်မဆို talent ကျွန်တော်တို့ဟိုဘာကောင်မအဲဘာကောင်မကျွန်တော်တို့ဒီကျွမ်းကျင်မှုလိမ္မာရာတွေမှာเนาะအချိန်ဆိုတာလိုတယ်။သူ့အချိန်နဲ့ကိုက်လို့ရှိရင်ပေါက်သွားတာပဲ။အဲ့တော့အဒေးကအရန်တော်နေတယ်။တော်တဲ့ခါကျတော့အဲ့နေရာမှာမနေနဲ့။အဲ့နေရာမပြောင်းကြည့်လိုက်လေဗျာနော်။စစ်စည်းကောင်းကိုလိုက်နာမဲ့စစ်ဥပဒေကိုလိုသလိုပြင်နေမဲ့ပုံကူမျိုးတော့ကျွန်တော်တို့မလိုဘူး။စစ်ဥပဒေအတိုင်းเนาะ လိုက်နာမဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်မဲ့တက်တက်ကြိုက်တယ်အခုသူကိုယ်တိုင်စစ်ခေါင်းဆောင်တယောက်ဖြစ်ပြီးတော့စစ်ဥတွေကိုလိုက်မနာမဲ့စစ်ဥတွေကိုကြိုက်တယ်လို့တေးဝင်းကိုဘက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်နဲ့လေနေရဖြစ်တယ်အဲ့တော့ဘလို့လူမျိုးကိုခေါင်းဆောင်တင်ပြောက်ချင်တယ်ဆိုလို့ရှိရင်ပြောင်းအောင်လူပုဂ္ဂိုလ်ဆွဲမရှိပါဘူးဒါပေမဲ့တော့အချိန်တန်ရင်စစ်စည်းကမ်းစစ်ဥပဒေတိုင်းစစ်ဥပဒေကိုတေးဝင်းမလုံမဲ့ခေါင်းဆောင်မျိုးကျွန်တော်လိုချင်တယ်နော်စစ်ဥပဒေကိုတိုင်းလိုက်နာမဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်မဆိုကျွန်တော်ကြိုးစုံမှာဖြစ်တယ်